လူးဝစ်ကိုဆဲမီတွေလာဆဲမီနေပြောပြပါကွာ sorry ပါလို့နော်ညကဒီကောင်တော်တော်ကိုကောင်းတာလို့နော်အဖွင့်ကိုတမိနှလုံးမှန်စပြီးတော့တွင်းပြီးတော့ဒါသူ့ကြောင့်မင်းကတော့ပွဲကိုထိန်းချိုးကပို့ပြီးတော့လွယ်ကူသွားစေခဲ့တာကွာညကဆိုလို့ရှင်ဒါ နော်ဒီယန်ဖောရက်စ်လို့အတင်းမျိုးကိုကောင်းကောင်းထိန်းချုပ်ပြနိုင်တယ်ကွာလုံးဝပထမပိုင်းတစ်ပိုင်းလုံးထိန်းချုပ်ပြပြီးတော့ဒါအေးစေးပဲဘောလုံးပိုက်ဆိုင်မှုအတာနဲ့ကောင်းကောင်းစော့နေဂူကန်ဝင်းကနေတော့တိတ်မရဘူးပေါ့ကွာဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီလိုနော်ဒီယန်ဖောရက်စ်လို့အတင်းမျိုးကို DRI မှာကြောက်ထနေတဲ့အတင်းမျိုးဒီလိုကစားနိုင်တာတော်တော်ကြီးကိုကောင်းနေဒရီထားမီလာမန်စီးတီးကနောက်ပိုင်းပွဲစဉ်တွေမှာခန်စစ်ကလည်းတော်တော်ကောင်းလာတယ်အရင်လိုမျိုးဟိုမျက်ဟိုဘယ်လိုပြောရမလဲအတဲအတန်ကောက်ခွဲရမျိုးမျိုးမရှိတော့ဘူးကွာညာဆိုလို့ရှိရင်လည်းဒါ လူစည်းစွေနဲ့အနိုင်ရလက်ကန်သွားတယ်ဒါပေမဲ့ကန်ကောင်းတာလားကန်ဆိုးတာလားမသိဘူးပေါ့နော်ငါတို့ဒီဒီ brand ညမှာစားထိုးမယ်ဆိုပြီးတော့တင်းထွက်နေတဲ့ give wise give wise တော်တော်ကောင်းတယ်နော် man city ရောက်လာရင်တော့မဆိုး give wise ဒီဘက်ကမပီးလိုက်တဲ့လုံးမြေမကြဘောကန်တာတိုင်ထိထွားတယ်ပြီးတော့ဒီကဘာဒီယောကအမအနေမှာတစင်တူကိုရမဟုတ်ကကြော်ပြီးတော့ကန်တာအဲ့မှာတိုင်ထိထွားတယ်ပြီးရင် နောက်ထပ်အလုံးနေကွာအဲ့ဒါလေတိုင်ထိသွားလို့မဟုတ်ရင်ငါတို့ Man City တင်းရှုံးနေတော့ရှုံးသွားနိုင်တယ်လို့နော်ပြောလို့မရဘူးကန်ကောင်းတာလဲကန်လဲငါတို့ဘက်မှာပါနေရဆိုတော့က FA Cup Champion နဲ့ပြီးလို့ရှင်ဒီ Premier League မှာ Champion League ဝင်ခွင့်ရဖို့ဆိုတာဒါ Man City တင်းရဲ့အဆိုးရွားဆုံးຢာတွေဖြတ်တန်းမှုဆိုလို့ရှင်ယုံမလားဟုတ်ပါတယ်နော် Guardiola ရဲ့လက်အောက်မှာဒါအဆိုးရွားဆုံးຢာတွေဖြတ်တန်းမှုနော် FA ဘလာတလုံးရမယ် Champion League ဝင်ခွင့်ရမယ်ဒါဆိုရင်ကျင်းတဲ့တော့လေဗျာဟုတ်တယ်မလားကျွန်တော်တို့ Man City အမြဲတမ်းကြီး နှစ်တိုင်းယူနေကြပြင်းစရာကြီးကောင်းတော့မှာပေါ့ဗျာကျွန်တော်တော့အဲ့လိုဖြေတွေးလိုက်တယ်အဲ့တော့အခုလဘာဘူးဆိုလို့ရှင်ညာစပါတင်းကိုနိုင်ပြီးတော့ဒါပရီးမီးယားလိချန်ပီယံရတော့ကြီးဘာဖြစ်လဘာဘူးရတော့တာကောင်းပါတယ်လို့နော်လဘာဘူးဒီနှစ်မှာတော်တော်ကိုကောင်းပါတယ်ကျွန်တော်မန်စီးတင်းတာခြေမပြတ်ခဲ့ရင်တော့ဒါလဘာဘူးတင်းနဲ့တော်တော်ကြီးကိုကြည်ကောင်းမဲ့ပြန်ဆိုင်မှုပဲဗျာလို့နော်ဒါပေမဲ့မန်စီးတင်းကခြေရကြတော့တော့ဗျာလဘာဘူးတင်းတစ်ခေါင်နဲ့ပြီးတဲ့ပွဲလိုပဲဖြစ်သွားပါဗျာအဲ့တော့ပရီးမီးယားလိပွဲစဉ်မှာပြီးရခဲ့မှာပဲ လီဗာပူးကချန်ပီယံဖြစ်သွားခဲ့ပါတော့အဲ့တော့ကျွန်တော်မန်စီးတင်းကလည်းချန်ပီယံလိဝင်ခွင့်ရဖို့အတွက်တနေရာစားတော့တဖြည်းချင်းနဲ့တည်ကြလာနေပြီပြီးတော့ကျွန်တော် FA Cup ကလည်းကျွန်တော်ဝင်းဘလီမှာကံမယ်ကံမှာလည်းကျွန်တော် Crystal Palace နဲ့ဆိုတော့ FA Cup Champion လည်းဖြစ်ဖို့တည်ကြတော့ရှိနေပြီအဲ့တော့ပြိုင်ဘက်တင်းကိုထင်တရလာတော့မဟုတ်ဘူးကျွန်တော်မန်စီးတင်းကဒီအတင်းငယ်လေးဆိုလို့ရှိရင် AC နိုင်ပါတယ်ကွာလီယိုလာလူထုပ်ပုံတွေကိုကျွန်တော်တို့တကြ Judo site ဒီချင်းကပ်မယ်ဆိုရင်တော့ကျွန်တော်တို့မန်စီးတင် AC နိုင်နေညာဆိုလို့ရှိရင်လည်းဒါ Nottingham Forest ကိုတိုင်းတိုင်းနဲ့တွင်းနေရပါဘောเนาะဒါဘာပဲဖြစ်ဖြစ်ဒီ Nottingham Forest ဂူရမာလည်းကောင်းခဲ့ရလဲပါတယ်ပြီးတော့ကျွန်တော်တို့ကန်ကောင်းခဲ့ရလဲပါတယ်ဘောเนาะဒါ Give Wise လည်းတော်တော် ကောင်းတယ် Give Wise Man City ကိုရောက်မယ်ဆိုရင်တော့တော်တော်မိုက်တယ်လို့เนาะသူရဲ့ဒီဘောလုံး vision တွေဘောလုံးထိန်းသိမ်းတွေပြီးလို့ရှိရင်ဒီဘယ်လိုပြောရမလဲကန်တွင်းချက်တွေကတော်တော်ကြီးကိုကြိုက်တယ်ကျွန်တော်တော် ကြိုက်တော့တကောအဲ့တော့ရောက်မယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ welcome ပါပဲเนาะ newness လို့မဖြစ်ပါစေနဲ့လို့မျှော်လင့်ရမှာဒါပေမဲ့ညက newness လေးတော်တော်ကောင်းပါတယ်လို့เนาะအဲ့တော့ man city ရဲ့ကစားပုံကတဖြည်းဖြည်းချင်းနဲ့ဒီလူတစ်တွေကြားထဲမှာအံဝင်လာပြီလို့ပြောလို့ရတယ်ပြရလို့เนาะအဲ့တော့ကျွန်တော်တို့ man city တဖြည်းဖြည်းချင်းနဲ့အံဝင်လာပြီလာမယ့်ရာသီတက်ဆိုလို့ရှင်တော်တော်ကြီးကိုကောင်းလာလိမ့်မယ်လို့เนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဗျ